ားတွေအတူတူဖြစ်သေးပေကျွန်တော်တို့အားလုံးရဲ့အောင်မြင်မှု ဂျပန်မြန်မာပွဲတော်ရဲ့ဖြောပြေးစီစဉ်မှာတော့ဂျပန်နိုင်ငံကနမဲကြီးအဆိုတော်တွေအကအဖွဲ့တွေကရိုးရာဒေသချင်းတွေခေပေါ်ဒေသချင်းတွေကိုဖြောပြေးခဲ့ကြပါတယ်။ဂျပန်မြန်မာပွဲတော်ရဲ့ဖွင့်ပွဲအခမ်းအနားကိုတော့ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကအဖွင့်အမှာစကားပြောကြားပေးခဲ့တာလည်းဖြစ်ပါတယ်။ကျွန်တော်တို့နှစ်နိုင်ငံရဲ့ဆက်ဆံရေးဟာ ပုံပုံတိုးတက်တဲ့စက္ကန့်ကြီးတစ်ခုရှိလာခဲ့ပါတယ်။ဒီမိုကရေစီအစိုးရသည်တက်လာပြီးတဲ့နောက်ပိုင်းမှာဂျပန်မြန်မာဆက်ဆံရေးဟာပုံပုံတိုးတက်အောင်မြင်လာခဲ့ပါတယ်။ဒီအောင်မြင်မှုနဲ့အတူဂျပန်နိုင်ငံကစီးပွားရေးလုပ်ငန်းရှင်တွေဂျပန်နိုင်ငံရဲ့ကျွမ်းကျင်တဲ့ပညာတွေကျွန်တော်တို့မြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံမှုတွေတိုးပွားလာပါတယ်။ ဂျပန်မြန်မာရင်ကျေးမှုဥပပေါင်းဆောင်ရွက်မှုတွေလည်းပုံမတိုးပွားလာခဲ့ပါတယ်။ဒီအတွက်ကျွန်တော်တို့ဒီနေ့ကျင်းပတဲ့ပွဲဟာမြန်မာပြည်သူလူထုအတွက်ဂျပန်မြန်မာပွဲတော်ကိုအခုစတင်ကျင်းပတော့မှာဖြစ်ပါတယ်။ဂျပန်မြန်မာနိုင်ငံချစ်ကြည်ရေးနှစ်60ပြည့်ကိုဂုံပြူတဲ့အနေနဲ့ဂျပန်မြန်မာပွဲတော်ကိုတော့2014ခုနှစ်ကစတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီပွဲတော်ကတော့တတိယအကြိမ်မြောက်ကျင်းပတဲ့ပွဲတော်လည်းဖြစ်ပါတယ်။ဒီပွဲတော်မှာလာရောက်ဖျော်ဖြေတဲ့ဂျပန်အနုပညာရှင်တွေမှာမြန်မာနိုင်ငံမှာမွေးဖွားခဲ့တဲ့အနုပညာရှင်တဦးရှိနေပါတယ်။သူကတော့ပထမတော့ခင်ဗျာကျွန်တော်ကမြန်မာမှာ performance လုပ်တာဒုတိယမြောက်ပဲရှိသေးတယ်ဆိုတော့ဘယ်လိုလုပ်ရအောင်လဲဘာတွေပြောရအောင်လဲအရာစိတ်တခုလာဘာကလည်းပြောမစမ်း။ဒါပေမဲ့ထွက်လေထွက်ကြည့်လိုက်ရောပြည်သက်တယ်အရာအာ ွှဲထွေးတယ်ခင်ဗျာအရန်နှွှဲထွေးတယ်ဆိုတော့ကျွန်တော်ကဘယ်လိုလဲအာအရန်ကြီးစိုးတယ်အများကြီးတယ်အရန်လည်းပျော်ရွှင်တယ်ခင်ဗျာဂျပန်မြန်မာပွဲတော်မှာဂျပန်အမှုပညာရှင်တွေနဲ့အတူဖျော်ဖြေကြမယ်။ဒါဆိုဖြူဖြူကျော်သိန်းတို့ကလည်းပွဲတော်နဲ့ပတ်သက်ပြီးအခုလိုပြောပြခဲ့ပါတယ်။ ဟိုပေါ့နော်ဒီဂျပန်ပြည်တိုင်းပြည်ဆိုကျွန်တော်တို့အများကြီးအများကြီးဟိုတိုးတက်တဲ့တိုင်းပြည်ဖြစ်တယ်။အမျိုးမြန်မာနဲ့ပေါင်းပြီးတော့ဂျပန်မြန်မာပြည်ကိုလည်းလက်တွဲခေါ်မယ်စသဖြင့်ပေါ့နော်ဒီပညာကူညီစသဖြင့်ကျွန်တော်တို့အများဖက်ရပါဆိုတော့အမျိုးတွေ့ရတဲ့ကြောင့်အမနဲ့ဝင်တာပါတယ်။အာကျွန်တော်တို့အနေနဲ့ဟိုပေါ့နော်မြန်မာနိုင်ငံသားတယောက်နေတယ်အခုလိုမျိုးဂျပန်မြန်မာချစ်ချစ်ရေးပွဲတော်မှာဖြော်ပြမှုရတဲ့အတွက်အရန်ကုန်ယူပါရခင်ဗျာဟုတ်။ က်လုပ်တဲ့ဒီမြန်မာဒီမှာတော့၃ချိန်မြောက်လုပ်တဲ့အချိန်ပါပေါ့နော်ပြပြတာပထမဆုံးချိန်ရန်ကုန်မှာပါဝင်ဖြတ်ပြေးပြတာပါအဲ့ဒီတွင်လည်းအများကြီးဝန်ဆောင်သူယူပါတယ်အဲဂျပန်မြန်မာချစ်ချင်းရေးဆိုလို့ရှိရင်ဟိုးရန်နေရရှိခဲ့တာပေါ့နော်သမိုင်းဆောင်မျက်နှာတွေလည်းအများကြီးရှိခဲ့ကြတယ်အဲဒီနေ့ကဆာပြီးစတောင်းပေးနေတာတော့ပိုပြီးတူရှိပါစေပိုပြီးချစ်ချင်းရေးတည်တန်းခိုင်မြဲပါစေလို့စတောင်းပေးပါတယ်ရှင်ဂျပန်မြန်မာ ပွဲတော်ကိုလာရောက်အားပေးတဲ့မကျေစင်ကိုကတော့ဂျပန်မြန်မာပွဲတော်ကိုအခုလိုပဲမှတ်ချက်ပေးခဲ့ပါသေးတယ် တွေလည်းတော်တယ်အဲတိုက်ဟရတယ်ပြောမိုက်ပါတယ်ပေါ်ကြတယ်နောက်ခါထက်လို့မယ်ဆိုရင်လည်းထက်လာအောင်ပါပါနောက်ခါထက်လို့မယ်ဆိုရင်လည်းသဘောကျအောင်ပါ